အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့ လိမ့်စိတ်ထန်လို့ခြင်းနဲ့တကူရင်အာသာဖြင့်လုံကျူးခြင်းသိတ်ကောင်းစရာများပါဝင်လိမ့်စိတ်လူချင်းမှုကိုဘလို့ထိမ့်မလေးဆိုတဲ့ကြောင်းတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားသိမယ်အတူတပ်ဖြင့်အမျိုးသမီးများအတွက်အရေးတကြီးသိထားဖို့လိုအပ်တယ်ရှင်သာကိစ္စစောစိစောသိရှိနိုင်ဖို့နည်းလမ်းများကြောင်းအရင်ပြောပြခြင်းပါတယ်အဲ့တော့ပြရတဲ့တစ်ပြိုင်တည်းကျွန်တော်ရဲ့ လိမ့်စိတ်ထန်လို့ခြင်းနဲ့တကူရင်အာသာဖြင့်လွန်ကျူးခြင်းသိတ်ကောင်းစရာများပါဝင်လိမ့်စိတ်လွန်ကျူးမှုကိုပလူထိမ်မလေးစုံရင်းသာတင့်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါတော့ရှင်သာကိစ္စစောစီးစွာသိရှိနိုင်ဖို့ဒီလမ်းတွေကတချို့ရှင်သာကိစ္စတွေဟာလက္ခဏာပြပေးပေးအများစုကတော့လက္ခဏာမပြတတ်ကြပါဘူးဒါကြောင့်ရှင်သာကိစ္စကိုစောစီးစွာသိရှိနိုင်အောင် ပုံမှန်စစ်ဆေးမှုခံယူဖို့အရေးကြီးပါတယ်။ဆော့ဆော့တီတွေရောဂါသက်သာပြောင်းကင်းနိုင်ခြင်းများလေလေပါပဲ။ရှင်သာတံဖန်ရိုက်ပေါင်းအမေရိကန်ကန်ဆာဆော့ဆော့ရဲ့တည့်ရဲ့လမ်းညွှန်ချက်ရောအသက်40ရွယ်ကစားပြီးအမျိုးသမီးတွေဟာတစ်နှစ်ကနေနှစ်နှစ်ကိုတစ်ချိန်ရှင်သာတံဖန်ရိုက်ပြီးဆစ်ဆေးတံမာရင်ရှင်သာကင်ဆာလက္ခဏာများသိထားပါ။အဖြစ်များဆုံးလက္ခဏာကတော့အကျိတ်အဖို့ အလုံးပေါ်လာတာပဲဖြစ်ပါတယ်။ရှင်သာအတိတ်အများစုကတော့ကင်ဆာမဟုတ်ကြပါဘူး။အတိတ်ကမနာဘူး။မာတယ်။ပြင်းတဲ့ပြင်းမနေမရဖြစ်တဲ့ဆိုရင်ကင်ဆာဖြစ်နိုင်ခြင်းများပါတယ်။ဒါပေမဲ့ပျော်တယ်၊လုံဦးတယ်၊နာတတ်တဲ့အတိတ်ကလည်းကင်ဆာဖြစ်နိုင်ပါသေးတယ်။သက်သာလက္ခဏာတွေကတော့ရှင်သာတနေရောင်၊တက်ကုတ်လုံးရောင်ရဲ့ခြင်း၊ရှင်သာအရေပြားကလိမ္မော်သည့်အခွန်လုံးအပေါက်များရှိလာခြင်း ရင်သာနှုတ်ဒီကောင်းနာခြင်းရင်နှုတ်ဒီကောင်းအတွင်မဲ့ဆွဲဝင်ခြင်းနှုတ်ဒီကောင်းရှင်သာရေပြားနေခြင်းခြောက်ချင်းကွာကြခြင်းထူအန်ခြင်းလူမဟုတ်တဲ့ရေထွက်ခြင်းကြာရောက်ညက်ရုံအနေအကျဉ်းရောင်ခြင်းစာရာတွေပဲဖြစ်ပါတယ်ဒီလက္ခဏာတွေကကိစ္စမဟုတ်တဲ့ယောဂတွေမှာလည်းဖြစ်တတ်ပါတယ်အကောင်ဆုံးကတော့ဒီလက္ခဏာတွေပြလာရင်ကျမရဲ့ပညာရှင်တွေနဲ့ ပြသစစ်ဆေးပါရှင်သာတမန်တွေတခြားဆက်သက်စစ်ဆေးမှုတွေရောရှင်သာကင်စာဖြစ်နိုင်ရရှိတယ်လို့ယူဆတဲ့အခါမှာအသားစာယူစစ်ဆေးပါတယ်ဒီနည်းနဲ့ကတော့ကင်စာဟုတ်မဟုတ်သိရှိနိုင်ပေတခုရီသောနေလမ်းမှာပဲရှင်သာကင်စာဖြစ်လာခဲ့ရင်စောစီးစွာသိရှိနိုင်ဖို့ရှင်သာတမန်ပုံမှန်ရခြင်းတန်တရာယောဂလက္ခဏာဖြစ်လာတဲ့အခါ ဆရာဝန်နဲ့ပြသခြင်းမြောက်ပြုလုပ်ဖို့အကြံပြုတိုက်တွန်းလိုက်ပါတယ်။ဆက်လက်ပြီးတော့သမားတို့ရဲ့လိမ့်စိတ်ထန်လုံးခြင်းနဲ့တကူရဲ့အာသာဖြင့်လူကျူးရှင်သိကောင်းစရာများပါဝင်လိမ့်စိတ်လူကျူးမှုကိုဘလို့ထိမ့်လေးဆုံးတဲ့ကြောင်းတင်ဆက်ပေးရပါတယ်။တကူရီကာမစိတ်ဖြည်ကြီးဟာအရွယ်ရောက်ပြီးသူတိုင်းအတွက်ပုံမှန်ကိစ္စတစ်ခုဖြစ်ပါတယ်အလိုကျမဟုတ်ဘူးဆိုရင်စမ်းမိုင်းအတွက်အထောက်အကူတော့ ဆင်နိုင်ပါသေးတယ်။ဒါပေမဲ့တကူရင်စိတ်ဖြည့်ခြင်းနဲ့စိတ်ကိုတောင်းမရစီမရဖြစ်တဲ့တည်းခံစားနေရရင်ဒါမှမဟုတ်သင်ရဲ့တနေတာမှာအနှောင့်အယှက်ဖြစ်လာခဲ့ရင်အိမ်တော်မှာတည်းဆက်ဆံရေးထိခိုက်တဲ့တည်းဖြစ်လာခဲ့ရင်တော့အလွန်ကြုံလုံးမိနေပြီလို့ဆိုနိုင်ပါတယ်။အခုပြောပြမယ့်လက္ခဏာတွေကြုံတွေ့ခံစားနေရတဲ့ဆိုရင်တော့သင်ရဲ့နေနဲ့တကူရင်ကောင်းမစိတ်ဖြည့်တာကို ရှော့တဲ့နေလို့အတန်းမေးကြပါတယ်။အချိန်တိုင်းကာမစိတ်ဖြစ်ဖို့တွေးနေတော့24နှစ်ခုနှစ်ရဖက်လို့ဒါလို့ဖို့ပဲတွေးနေမိပါသလား။အဲ့ရကနိုရာနဲ့ဖက်ဆောင်လာလို့စဉ်းစိတ်ရှိနေပါသလား။လိမ့်စိတ်လို့စဉ်းစိတ်ပဲအတွေ့တခုကိုအမြင်လှုပ်ဆောင်မှုတခုကိုတွေးမိမြင်မိလိုက်တာနဲ့မလို့ရမနေနိုင်ဖြစ်နေပါသလား။တယောက်တည်းတည်းတည်းဖြစ်သွားတာနဲ့လက်ကလုံလုံလုံနေမိပြီနော်။ဒါရီကြုံတွေ့နေရတဲ့ဆိုရင် တန်းစိတ်ကိုနိုင်တယောက်ထိန်ချုပ်ပြီးကောင်းမစိတ်ဖြစ်ခြင်းကိုရှော့ချဖို့လိုနေပါပြီအချိန်မရွေးနေရာမရွေးလုံနေပြီးတော့နေရင်မှပဲမဟုတ် လုပ်ငန်းခွင်ထဲမှာကြောင်းမှာအထောင်အများပြည်သူတွေသက်ဆိုင်ရာနေရာတွေမှာပေါ့မစင် မစင်ကောင်းမစိတ်ဖြစ်နေပြီဆိုရင်အလွန်တူဆွဲလန်းနေတဲ့အချိန်လေးဖြစ်နေပါပြီဒီလိုနေရာမရွေးအချိန်မရွေးလုံမိနေတယ်ဆိုရင်အဆက်တကွဲအကျိုးနဲ့ဖြစ်စေနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရှိရဆိုတော့ သတိချက်ပေါင်းအလုံခိုင်တဲ့ပုံကိုယ်ရေးမှထိခိုက်မှုတွေရှိလာတော့မနှက်ခင်အလုံကသားကရေချိုးရေးတကြောင်စိနေလို့အလုံချိန်နောက်ကြတော့ပင်မလို့ချီနေတာကြောင့်အလုံကိုအာယုံမဆိုင်နိုင်တာတွေကြောင့်တင်းရေလုံငန်းခွေတိုးတက်ရေးမှထိခိုက်မှုရှိလာနိုင်ပါတယ်ဒီလိုပါပဲသင်မသားတယောက်တည်းအာသာဖြစ်နေရရင်ချိန်နေတာကြောင့်တငယ်ချင်းမိတ်ဆွေတွေမိသားစုဝင်တွေနဲ့အတွေ့အဆုံဖြစ်ဖို့ဆိုရင်လည်း လူမှုဆက်ဆံရေးနဲ့ပုဂ္ဂိုလ်ဘဝကိုထိခိုက်လာနိုင်ပါတယ်။ဒီလိုတွေဖြစ်နေပြီဆိုရင်သိရဲ့ကောင်းမစိတ်ဖြစ်တဲ့အလေးချိန်ကို ထိန်းချုပ်ပို့လို့နေတဲ့လက္ခဏာတွေပါပဲ။လိမ်မှုကိစ္စထိခိုက်မှုတွေရှိလာတော့တကူရဲ့ကောင်းမစိတ်ဖြစ်တဲ့အခါမှာလူဝံများစုကစိတ်ချလှုပ်ဆောင်မှုတွေကိုယာယူနေရှိပါတယ်။ဥပမာစိတ်ချမ်းလန်းနေတာအပြန်တော့ချော့စီသုံးမှုတွေနဲ့စိတ်ကိုယ်ရင်နေလိမ်မှုကိစ္စ ကြည်နေရှိတဲ့အပြာစဝေခံမျိုးစောင်းစာသဖြင့်ဖြစ်ပါတယ်။ဒီလိုစိတ်ဓာတ်လုံဆောင်မှုတွေကအပြင်ကလက်တွေပေါ်မှာမရနိုင်တဲ့အခါအိမ်တော်မှနဲ့လေမှုကိစ္စမှာအခက်အခဲတွေရှိလာနိုင်ပါတယ်။အိမ်တော်မှနဲ့လိမ့်ဆက်ဆံရတာကလက်နဲ့အာသာဖြစ်ရတာလောက်မကောင်းဘူးလို့ထင်လာရင်တင့်အနေနဲ့တခုရင်ကာမစိတ်ဖြစ်တာကိုရှော့ဖို့လိုနေပါပြီ။လေရင်ကထိရိုက်ထိရိုက်ရလာတော့တခုရင်ကာမစိတ်ဖြစ်တာကို အလွန်ကြုံလုံနေမိပြီဆိုရင်ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေကိုလည်းခံစားလာရနိုင်ပါတယ်။သကုတ်ရင်အာသာဖြစ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်ဒဏ်ရာတွေကမတိမသားကနေတိတိတသားတိအမျိုးမျိုးရှိပါတယ်။ဥပမာလိန်တန်ရေပြားပေါက်ဖြေတော့ရောင်ရဲနာတွေကနေလိန်တန်ခွေကောင်းလာတော့လိန်တန်ထောင်ပန်းစိမ်မနာကျင်နာတို့ဖြစ်နိုင်ပါတယ်။သကုတ်ရင်ခါမစိမ်ဖြစ်ခြင်းဟာအိမ်ရောက်ပြီးသူတိုင်းအတွက် ုံမှန်ကိစ္စတစ်ခုဖြစ်ပါတယ်။အလွန်တူမဟုတ်ဘူးဆိုရင်စံမှန်ရွတ်အထောက်အကူတော့ဖြစ်နိုင်ပါသေးတယ်။ဒါပေမဲ့တကူရေးစိတ်ဖြည့်ခြင်းနဲ့စိတ်ကိုတောင်းမရစီမရဖြစ်တဲ့တည်းခံစားနေရရင်ဒါမှမဟုတ်တဲ့ရဲ့တဏှိတာမှအနောက်ရှေ့ဖြစ်လာခဲ့ရင်အိမ်နောက်မှာနေစက်ဆိုင်ရေးထိခိုက်သည့်ထိဖြစ်လာခဲ့ရင်တော့အလွန်ကြုံလုံးနေမိမိလို့ဆုံနိုင်ပါတယ်။ကဲဒီလိုရဖြစ်နေပြီဆိုရင်ဘယ်လိုရှင်းချောင်းလဲ။ တကူရေကာမစိတ်ဖြစ်ခြင်းဟာဖိကိစိတ်ချရပြီးတရားဝဲအတွေ့အကြုံတစ်ခုသာဖြစ်တယ်မရိဒါကြောင့်အလုံးကျုံမလုံးမီအောင်ဓာရီလိုက်နာဆောင်ရွက်ပေးပါရှင်အတေရေလျှော်ချနိုင်မှုတူစားပါလုံးဝမလုံးတဲ့နေရီသတ်မှတ်ပါအပြာဆက်လန်းတွေ လိမ့်လို့ဆောင်မှုပြင်းတဲ့မီဒီယာတွေကိုမတည်ဝဲနေပါတယောက်ထိတ်တည်တတ်မနေပါနဲ့တငယ်ချင်းတွေနဲ့ချင်းပြုံးပါကိုလဲလှောက်ရှာအာကစားတစ်ခုခုလောက်ပါ ဝါသနာအသည့်တစ်ခုကို ရှာဖွေလာစားပါဒီလိုနီလန်းတဲ့သိရကာမစိန်လူစုအာတာဖိတက်တဲ့ခြင်းကို ထိမ့်သိမ့်ပြုပြင်နိုင်မှာပဲဖြစ်ပါရဲ့ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကြောင်းလေးကိုတော့ဒီမှာပဲရှင်းနာဝင်ပြုပါရှင်နောက်ထပ်လည်းကျမတို့ channel ကနေဘုဒ္ဓပစ္စိမေကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်ကြည့်ရှုအောင်ပြင်ခဲ့ကြတဲ့ပရိသတ်တရားစီစီကိုစဉ်စုံထူဝဲတင်ရှိပါရရှင်။